မဟာထရိတ်ကုမ္ပဏီလီမိတက်ကကြီးမှုကျင်းပတဲ့ Beacon in Summer 2016ပြိုင်ပွဲကို April 1ရက်နေ့နဲ့2ရက်နေ့တွေမှာမြေကောင်းကန်းကျင်းနဲ့ Guarantee ကျွန်းမှာပြုလုပ်ခဲ့ပါတယ်။ဒီပြိုင်ပွဲပြုလုပ်ဖို့အတွက်မလ24ရက်နေ့နဲ့မလ25ရက်နေ့မှာရှောက်လွာခေါ်ယူခဲ့တာဖြစ်ပြီးအစိုးဆုံးရှောက်လွာတင်တဲ့25ဦးကိုပြိုင်ပွဲဝင်ဖြစ်ရွေးချယ်တာဖြစ်ပါတယ်။ပြိုင်ပွဲဝင်တွေကိုအဖွဲ့၈ဖွဲ့ခွဲကရှင်ပြိုင်စေပြီးတစ်ဖွဲ့ကိုပလေယာ5ဦးစီပါဝင်ပါတယ်။ ပြိုင်ပွဲမှာကစားရမယ့်ကစားနည်းတွေကိုတော့ running man လို့ကစားနည်းတွေထည့်သွင်းထားတာဖြစ်တယ်လို့ပွဲစီစဉ်သူကိုတာလွန်တွေးကပြောပါတယ်။ပွဲချင်းပတဲ့ရည်ရွယ်ချက်ကိုလည်း၎င်းကအခုလိုပြောပါတယ်။ဟောဒီကန်းချီကပြောရရင်ဒီနေရာကအရန်လာတဲ့နေရာတို့ကျွန်တော်တို့ဒီဘက်ကိုခီးတော့အလေပေါ့နော်။အလေရောက်လာရင်လည်းဒီဘက်ကိုတွေးတော့တော်တော်သဘောကျတယ်။မြန်မာနိုင်ငံမှာဒီလိုလှရတဲ့နေရာတွေရှိရဆိုတော့အရင်ကမသိဘူး။ ရောက်လာတော့အဲ့အနဲ့တော်တော်လှတဲ့နေရာလေးတခုပေါ့နော်နောက်ပြီးတော့ဒီဘက်က တော်တော်ခောက်ပဲခေါင်းတော့လူသီးတွေအရင်နေနေရောကြတော့ဒီနေရာမှာကျွန်တော်တို့နောက်ပိုင်းနောက်နှစ်တည်ကြရင်လည်းဒီဘက်မှာ hotel ပဲလုပ်ဖို့စီစဉ်နေရှိတော့အခုလောလောဆယ် promote ဖြစ်တော့ဖြစ်အောင်ပေါ့ promotion လုပ်တဲ့အနေနဲ့ဒီပွဲလေးကိုလုပ်ဖို့စဉ်းစားမိတာ ပြိုင်ပွဲဟာရေသနာတိုက်ရှာဖွေတဲ့ပုံစံကစားရတာဖြစ်ပါတယ်။ပြိုင်ပွဲစတင်တဲ့အချိန်မှာပြိုင်ပွဲဝင်တွေရဲ့လက်ထဲကိုလှုပ်ဆောင်ရမယ့်လမ်းညွန်အချက်လက်စာရွက်လေးတွေထည့်ပေးထားပြီးလမ်းညွန်ထဲမှာပါတဲ့အတိုင်းပစ္စည်းတွေကိုလိုက်ရှာရတာဖြစ်ပါတယ်။ဒီလိုရှာဖွေမှုကိုငရုတ်ကောင်းကန်းချိန်မှာတည့်ရဂေါ်ရန်တီကျုံးမှာတည့်ရရှာဖွေရတာဖြစ်ပြီးအမြင့်ဆုံးနဲ့အရင်ဆုံးရှာဖွေနိုင်တဲ့အဖွဲကအနိုင်ရရှိတာဖြစ်ပါတယ်။ အဖွဲတစ်ဖွဲ့စီမှလည်းအနုပညာရှင်တဦးစီပါဝင်ပြီးပလေယာအဖြစ်ပါဝင်တဲ့တရုတ်ဆောင်တွေကလည်းသူတို့ရဲ့အတွေ့အကြုံကိုအခုလိုပြောပါဗျာ။အဲမနေ့ကစားတဲ့ဟာကျွန်တော်မရှင်ကောက်ကစားတယ်ဗျ။ကစားပထမဆုံးအဲသူတို့ ID ဖော်တဲ့ဟာကိုအဲ့လိုပေါ့နော်အစိမ်းတစ်ခုရာအမဲရအောင်ဆိုဟာအဲရင်တော့တော့ရှာတော့ပေါ့နော်အဲ့ဒီဘက်ဆီအဲ့မမတခုနောက်တစ်ခုထပ်တွေ့တော့ဘေးရဆိုဟာအဲ့တစင်းစင်းစင်းပြေးသွားတာနောက်ဆုံးဟိုဗာလဲဒီတော့ဆိုအဲ့ကိုသူကအသင်းအလုံး၈သင်းရှိတယ်ဗျတသင်းမှာတသင်းမှာ၅ရောက်ပါတယ် ဘောက်ပါတယ်ပေါ့အဲ့အဲ့ဖွဲ့ရှစ်ဖွဲ့ဟာကိုသူကဘယ်လိုထားလဲဆိုတော့ဒီလက်ကတ်လိုဟာမျိုးလိုရောင်သုံးရှိခုထားတာအဲ့ရှိခုထားတာကိုအတင်းကဘာရောက်ဆိုတော့ဟာကိုရရစာရဲမှာကိုမပါပြီးသားအဲ့ရလေးလေးအကုန်လုံးလိုက်စုပြီးတော့ပြန်ပေးရတဲ့ဟာတို့ပြီးတော့ဘယ်နေမှာဘာရှိလဲသူတို့ကသူတို့အဲ့လိုစကားဝေါ်လေးနဲ့အဲ့လိုမျိုးသွားလို့ရတာဟာပေါ့နော်အဲ့အဲ့ဘုဟာဟိုကစားခဲ့ရမလဲဟုတ်အာဂိမ်းကအဲ့မရှင်နေနဲ့ဆော့ရတယ်ဗျာကျွန်တော် ဟို survivor တို့ပါဘူးเนาะအဲ့လိုမျိုးပြောပါ running man တို့ပုံမျိုးပုံမျိုးပဲသူကသူအဲ့ mission နောက်ဆုံးကျွန်တော်တို့နောက်ဆုံး mission ကကျတော့ရေနာတက်တာရှာမှာဆိုပြီးတော့စိတ်ဝင်စားဖို့လည်းကောင်းတယ်ပြီးတော့ဒီကျိုးမှာရှိတဲ့နေရာအားလုံးကိုလည်းလိုက်ပြီးတော့ ဟိုတိသွားတယ်ပေါ့အဲ့တော့မနေ့ကပထမနေ့ကတော့ကျွန်တော်ရွာထဲမှာစော်တယ်အဲ့ရွာထဲမှာရှိတဲ့နေရာတော်များကျွန်တော်တို့အဲ့မှာဖွက်ထား highlight ရှာနေတယ်ဆိုတော့အတူအလုံးကို like ကြည့်စရာမလိုဘူးသိသွားတယ်အခုဒီနေ့ကျကျွန်တော် Gorilla ကြီးကျွန်းရောက်လာခင်ဗျဟုတ်ဟုတ်ကဲ့အခုမားတို့ဆိုလို့ရှိရင်အမဟိုဒရယ်ကျွန်းမှာနေရတာပေါ့နော်ငရုတ်ကောင်းမြို့ရဲ့ဒရယ်ကျွန်းအဲ့ကျွန်းလေးလည်းအရန်လှပါတယ်နောက်ပြီးတော့အခု Gorilla ကြီးကျွန်းဆိုရင် Facebook မှာအများကြီးတွေ့ရတယ်လေဟိုသူ့ရဲ့အလှပလေးပေါ့နော်ဟိုအရန်တာရမယ်လို့တော့ထင်တယ်အခုတော့တော်တော်မြင်နေရတာလှနေပါပြီနောက်ပြီးတော့ဒီဖျားပေါ်လည်းအခုမတက်ရသေးဘူးဆိုရင်တော့တက်ဖူးပြီးရင်တော့ပိုတိရမယ်ပေါ့နော်အခုတော့လေလေးနဲ့ပတ်ပြီ ရှောက်ကြည့်လိုက်ဝင်ပြိုင်ပွဲပြီးစီးတဲ့ဧပြီလ2ရက်နေ့ညမှာတော့စုရရှိတဲ့သူတွေကို ပထမစု70တဲ့ဒုတိယစု75သိန်းစီချင်းမြင့်ခဲ့ပြီးကြန့်ရှိတဲ့6ဖွဲ့ကိုတစ်ဖွဲ့ကို3သိန်း70အသီးသီးစုချင်းမြင့်ခဲ့ပါတယ်